မင်္ဂလာပါအဲဒီမှာကျတော့တခွာတီးကိုကြိတ်မှဖြစ်ပါတယ်တခွာတီးကြိတ်မယ်ခွာတီးကြိတ်ပေါ့နော်တခွာတီးကြိတ်စားမှဖြစ်ပါတယ်ကြိတ်စားမှတခွာတီးအကြီးပေါ့နော်စားကြည့်မယ်ဒီလိုမျိုးလားတွေ့ရလား မလဲအရင်ကြီးဆုံးတော့အခါကျတော့သူကပြေးတာထွက်လာတယ်ခြံပြေးတာထွက်လာတယ်တရားမဲဆိုတော့လည်းလောက်ပြီးတော့နော် ကြတော့ခရမ်းချင်းဖြစ်ပါတယ်ခရမ်းချင်းစလုံးလည်းထည့်လိုက်ပြီနော်အဲဒီလိုတော့ဟာ Okay that's really about one set ပြရတော့နော်ဒီမှာကြာရဲ့ပေါ်ကပြပါရဲ့ဟုတ်ပါပြီထည့်ကြည့်လိုက်ရဲ့ ော်တာโอเคဒါပြည့်ရင်မှာအေးအေးလို့နော်ဒီမှာပောက်ချလေးရောဆွဲလေးရောပါနော်အာရာရွေးရတော့ပြီနော်โอเคဒီလာပါဖတ်ဖတ်ပြီးကြတော့ထည့်ကြည့်လိုက်တယ်ဒါပေမဲ့အေးမထွက်တော့ဘောနော်ဒါကတော့ကိုယ်အမှားဖြစ်ပါလေဒီလောက်ဆိုရင်ဒါတ냐တာတောက်လို့ရတော့ပြီဘောနော် ီဆက်လေးအရင်ကောင်းတယ်ဒီဆက်လေးလည်းကောင်းပါလေဝယ်ထားကြเนาะဒီဆက်လေးဝယ်ပြီးတော့တပါဝဆက်ဆက်ဒီအရေတွေကိုတောက်ချက်နေဆိုရင်ဒီဆက်လေးကိုဝယ်ထားပါလို့ပြောချက်နေဒါဆိုလို့ရှိရဲ့ဥပမာကျွန်တော်တို့ကဘာတကြားတွေမှမပါတော့ဘူးအာတပါဝလေးကိုကိုတောက်ရတယ်တခွားသေးဆိုရင်လည်းတခွားသေးနဲ့လည်းမွေးနေရောပေါ့နော်အဲ့ဒီလိုမျိုးပါတကယ်ချင်းတို့ရေနော်အရန်အဆင်ပြေတယ်ပေါ့နော်ဒါဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကျတော့ဒါတွေကိုအရန်ကြိုက်တယ်အဲ့လိုမျိုးပေါ့နော်ဆိုင်နေမှာတောက်ရတဲ့ဆိုတာကသူတို့ကတကြားတွေမျိုးမျိုးပေါ့နော်အဲ့လိုမျိုးတောက်ကောင်းအောင်အရသာရှိအောင်အဲ့လိုမျိုးတွေလောက်ကြတယ်ပေါ့နော်ဒါကြောင့်တိတ်ပြီးအချိန်မပြည့်ဘူးဒါကြောင့်မလို့ကိုဘတာနဲ့ကိုတဘာဝဆက်တွေကိုတောက်ချက်နေဆိုရင်တော့ဒီလိုဆက်လေးတစ်လုံးရထားပြီဆိုတာနဲ့တကယ်ချင်းတော့တောက်လို့ရပြီအရေးကြရင်ဒီကနေထွက်တယ်ဒီမှာကြာရင်ကိုကြိတ်လိုက်တဲ့အဖတ်တွေကနေအဖတ်တွေကိုတီးတန်းထုတ်ပေးတယ်အဲ့ဒီလိုမျိုးပေါ့နော်ဒါကတော့ မရတော့ဘူးမျောစရာဖြစ်တော့တယ်ပေါ့နော်ဒါကထောပတ်သီးဆိုတော့သူကအရင်မထွက်ဘူးเนาะအဲ့ဒါကိုထက်ကြည့်လိုက်တာမရပါဘူးလို့သူငယ်ချင်းတို့เนาะအဲ့ဆိုတော့ဘယ်လိုမျိုးလုပ်မလဲဆိုရင်ဒီမှာโอเคဘယ်လိုမျိုးလုပ်မလဲဆိုရင်ဒီမှာထောပတ်သီးတချမ်းကြံနေတယ်သူ့ကိုခြေလိုက်မယ်ပေါ့နော်ဒီမှာခြေလိုက်ပါခြေလိုက်ပါဒီမှာထောပတ်သီးเนาะဒါညစာစားမှဖြစ်ပါတယ်လို့เนาะအာဒီမျိုးခြေလိုက်ပါ Okay. အရင်ကောင်းတယ်နော်ထောပတ်တည်းဒါပြီးရင်ခဏလေးอ่ะခရမ်းချင်းဒီတလုံးရယ်တခွာတီးရယ်ချိန်ထားတဲ့ဟာပေါ့နော်အဲ့ဒါကိုထဲထဲလိုက်မယ်ဒီမှာဘာလို့ဆက်မလို့တော့တကယ်ချင်းလို့ရေးဒါတညတာကတော့အေးဆေးတဘာဝဆက်ဆက်တွေကိုလည်းတောက်ရတယ်အာဟာရလည်းရှိတယ်အဲအာဟာရလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာ အာဟာရလည်းရှိတယ်ပြီးရင်ကိုယ့်ရဲ့ခန္ဓာကိုကျန်းမာရေးနဲ့လည်းအရန်ကိုမှညီညွတ်တယ်ပေါ့နော်ဒါကြောင့်ကိုကကျန်းမာရေးလည်းကောင်းချင်တယ်တဘာဝဒီအတိအနှံအရွတ်တွေကိုတောက်ချင်နေဆိုရင်ဒီဆက်လေးကိုဒါဝယ်ထားလိုက်တဲ့ချင်းလို့ပေါ့နော်တကယ်အရန်ကိုမှအဆင်ပြေတယ်ပေါ့နော်ဈေးရလည်းဘလောင်းမှမပေးရဘူးဘတ်တစ်ထောင်ကျော်ပဲရှိတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ဒါလေးကိုကျွန်တော်အနေနဲ့တောက်လိုက်ဦးမယ်ဖြစ်ပါတယ်အားလုံးဘိုင်နောက်ဗီဒီယိုတွေကြမှာပြန်လည်ဆုံကြမယ်နော်